အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပြီးတော့မှာတော့ဆရာကြီးဦးနှက်ခတ်ရေးသားထားတဲ့ကျွန်တော်ရဲ့နင်းစီဖြူဆိုတဲ့ကဗျာစာတူလေးကိုဖတ်ပြပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီကဗျာစာတူလေးကိုဖတ်ခွင့်ပေးရတဲ့ဒီကနေ့ကျေးဇူးတင်ပါတယ်ရှင်နားဆင်ခံစားပေးကြပါဦးရှင်ကျွန်တော်နဲ့နေစီဖြူချစ်သူတို့ဖုန်းတော့ပဲလို့ အမင်းမတွင်စီလိုပါ အမင်းစွန့်နေကြကြပြလေးတွေတတော်နည်းနည်းပို့ချင်ပါသည်နှလုံးသားမီတို့ထောက်တည်တယ်လို့ခေါ်ချင်ခေါ်နိုင်ပါသည်ကျွန်တော်ဒီသူများထက်ထူးခြားစွာနေ့စီဖြူကိုချင်မြန်လိုပါသည်ထို့အတွက်အစိတ်တပုတ်ကိုရေးဆွဲချင်မိပါသည်ရခင်ကိုခံစားဖို့လမ်းမင်းတော်ကိုတက်ကကျယ်စင်းစင်းကိုဖြည့်၍ကြာစိတ်တစ်ခွက်ကိုတောက်ယူခဲ့မိပါသည် ကျွန်တော်အပြည့်ပြည့်မြင့်ထင်ပါသည်တယူစနာကဘယ်လိုပြောမှုမြင်ရပါသည် လာတယူခံစားပြီးမတိကျွန်းမှုပြုလိုက်ရပါသည်ကျွန်တော်ချစ်တဲ့နေစီပြူတို့ကပြားရီဆက်ရေးသွားပါအောင်မီအပြုံးတစ်ခုတည်းစူးချစ်စိတ်ချင်းဒီမှာလွယ်ရင်လောကဒဏ်ထဲမှာသူ့လူကိုလိုရဲရင်ပြခဲ့ပါမီမင်းတို့တမနခင်တို့မှာရင်းနေနေမျိုးကို အပြုံးနေနေရှော့တာရပြုံးမီ ိုးလုံးလေးလုံးရှိတော့လဲခဏခဏအေးအေးမြတ်တဲ့နှလုံးသားကမကြာခဏဖျားနာလေးရှိပါသည်။ခရင်ခရဲနဲ့ဒီကူချင်မတတ်ကြရတဲ့တော့လို့ကပြမပိသားရီရေးပြန်တော်သည်။လူမချာနဲ့မချာအောင်ရလို့လားမသိဘူး။ကပြရောင်ရောင်စားရောင်ရောင်မရတယ်။ခင်ကိုယ်လေးပူရင်မြားရခိုင်းလို့လှိုင်းခက်လာရင်မြောက်ပြန်လေးပြန်လာရင်ဘုသူတို့ပြန်ခွေလာပြီလို့ မှတ်ယူလိုက်တဲ့အတွက်ကို့တိုင်ရလေးလေးအချိန်မီရည်သိမ်းထားခဲ့ခြင်းပါတယ်။အခုတော့ကို့ခံတမှုမှုလေးမှာချူတဲ့ရဲ့ပြုံးလေးနဲ့နှင်းစီဖြူကိုမျိုးမတော့အောင်ပြူထားနေကြပါ။ကောင်းကင်တို့ဂီတာအတွက်မြေမှုနေတဲ့သူလူက အော်ဟစ်ကားခုံပြီးကြိုးစုံနေတော့နှင်းစီဖြူလေးလည်းဝုန်းသွားခဲ့ပါပြီ။နေချီတန်လို့အလံဖြူမြောက်ပြီးဘဝကိုပါချခင်းထားလိုက်ပါတယ်။ ိုယ်တောင်ကုန်ကိုသူညနာရီအဆုံးမှာအပိသက်ချီးမွမ်းလို့ရပါပြီ။ဘဝဝါလေးယူလာသည်ဟုသူမပြောခုပါသည်။ကိုဟာစဖီဖီနဲ့မင်းစာပြောလို့တောင်မြေမချောင်းပြောတော့သူမစိတ်ကောက်ပါသည်။လာတဲ့သူရဲ့စိတ်ကောက်တာလာမင်းကနေချောင်းပြောတော့သူမပြောပါသည်။ချီချီလေးလေးပြောတော့ကြောင်းပူလာပါသည်ဟုအမနာနဲ့ချီးမွမ်းပြီးတော့သူမလင်းလင်းတင်းတင်း တောက်ပစွာပုံပြုံးပြပါသည်ကျွန်တော်ကပါချင်းငိုင်းစင်းကြသည်သည်ထိလှပါသည် ထို့ထက်ပို၍သူမ၏ပြုံးများသည် ကပါထက်ချင်းမြလှပါကြောင်းစာထက်ပြည့်ပြည့်လေးနဲ့ကြောင်းဂီတရီထက်ချင်းမြတရားကြောင်းထိုးကြောင်းကြောင်းတွေကိုမပြောနိုင်တော့ကြပါကြောင်းပြောမိပါသည်နဆောင်းတကောင်ကို လိမ္မာဝတ်တော်တော်ယူဆုပြတ်တဲ့မေသမီးကာရာသူမနှုတ်ပြမှာရှိနေပါသည် ဆာလာဟီကျင်းနေတဲ့ခလီးငယ်ကိုနှစ်သိမ့်ပေးနိုင်တဲ့တေဂီတာအပြုံးမာတွေလေသူ့ဝိညာဉ်မှာတွက်ကပ်ခွန်းတာတက်ပါသေးသည်ကျွန်တော်ရဲ့အမိကားပိုင်းစားတွေအတွက်လည်းသူမဖီနစ်တစ်ပိုင်းမိုင်ယာစကော့ကီတစ်ပိုင်းဖြစ်နေတက်ပါသေးသည် ထို့ကြောင့်သူမသည်ကျွန်တော်နဲ့နက်ခင်ဖြစ်ပြီးကျွန်တော်ကျွန်တော်နဲ့လည်းဖြစ်နေတကယ်ဒီအပြင်ကျွန်တော်နဲ့ ချင်းမမီရင်လည်းဖြစ်နေပြန်ပါသေးတယ်။တခါတည်းရင်ကြောင်လေးလိုကုတ်ကတ်တပေးရံဖန်ရခါလိုခွေးကလေးလိုအမီးတနေနေနဲ့ဘာချက်နာချက်ခိုးကနေတက်ပြန်ပါသည်။ဒါပေမဲ့ကျွန်တော်ကသူမအတွက်မရေရတဲ့ပြည်လုံးတွေထုတ်ပြလိမ့်ရှိပြီးသူမကတော့ကျွန်တော်အတွက်ဖြိုရှင်ပွေရဟာတာတိဖြစ်ပါသည်။သူမသည်ဒီပန်ဒီမကပဲငရဲနိုင်လေကျွန်တော်အတွက်ဆို အမှုတလူလူပွင့်ဝင်မိဟုဆိုပါရယ်ထို့သောအရာမှာကျွန်တော်ညှို့ဆိုလို့ဒီနည်းစီဖြူလေးတစ်ပွင့်သာဖြစ်ပါသည်ကျွန်တော်ဒီသူများထက်ထူးခြားသောနည်းစီဖြူကိုချင်းမြင်လိုပါသည်ထို့ကြောင့်ဒီစာကိုရေးခဲ့ပါသည်ကျေးဇူးပြု၍အတန်ထွက်ဖက်ပေးကြပါရင်ထိုးလို့ကြပြီးချက်တွေးကြကြလေးနဲ့ကျွန်တော်ရဲ့နေ့စဉ်ဖြူလေးနားဆုံနေပါလိမ့်မည် ကျမတို့ရဲ့ဗီဒီယိုလေးကိုနားဆင်ပြကြရတဲ့သူတို့ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဇလန်းကောင်းလေးတွေနဲ့ဝိတုကောင်းလေးတွေကိုနားဆင်ခံစားကြရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးပါလို့မြစ်တာရက်ခံပါတယ်ရှင်။